ာညချမ်းမာရှင်ခတီယဖမ်နာတော်သားဆင်သူများနဲ့ဂရင်းနီပြည်သူပြည်သားများအားလုံးကိုရောစိတ်ပါကျန်းမာရွှေလန်းပြီးဘင်းကင်းလုံခြုံကြပါစေလို့ခတီယဖမ်ရေဒီယိုဖတ်သူဖတ်သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်2025ခုနှစ်မတ်လ14ရက်တောက်ကြနေ့ညပိုင်း KTF မြန်မာဘာသာရေဒီယိုထုတ်လွှင့်မှုအစီအစဉ်ကိုပြန်လည်ဆက်တင်ပေးပါရမယ်။ဒီကနေ့ရဲ့အစီအစဉ်ကိုကျမမောင်ညားမကတာဝန်ယူတင်ဆက်ပေးပါမယ်ရှင်။ 86နှစ်မြောက်ပအိုအမျိုးသားနေအခမ်းအနားကိုအွန်လိုင်းကနေ PNFC နဲ့ PNLO တို့ပူးတွဲပြုလုပ်ခဲ့ပါတယ်။မင်းဆက်ဆက်ဆောင်စခန်းတစ်ခုမှာအခြေတရားဝန်းကျင်ဆံပြက်လက်မှုနဲ့ကြုံတွေ့နေရပါတယ်။တပ်ရင်း၈၀၀နှစ်ပြင်းမနာဆက်ကြောင်းမှုကိုကယန်းပြစ်သက်တမတော်ကတက်ဖြတ်ခဲ့တယ်လို့နေပြည်တော်တိုင်းဆက်ဌာနချုပ်ကပြောပါတယ်။စားတဲ့တည်င်းတွေအပါအဝင်ဒေသအတွင်းတည်င်းတွေနဲ့လူထုစားလွှာအစီအစဉ်ကနေပြီး ပြည်သူတွေပေးပို့လာတဲ့စာလွှာတွေကိုလည်းနားဆင်ကြရမှာပါအဲ့ဒီနောက်မှာတော့ကုန်စည်နှုန်းတည်နိုင်ငံချောင်းွေအလဲလဲနှုန်းတည်တွေကိုလည်းဆက်လက်ကြားကြရဖို့ရှိပါတယ်။အခုတော့ကန်ဒရာဝတီတိုင်းမြေတည်တွေကိုပြောပြပေးပါမယ်။ မဲဆဲမြို့နယ်အတွင်းကအခြေ320ရှိတဲ့ဆက်ဆောင်စခန်းတနေရာမှာအခြေတရားဝန်ကျင်ဟာဆံပြက်လက်မှုဖြစ်နေပြီးအကူအညီတွေလိုအပ်နေကြတယ်လို့ဆက်ဆောင်ကော်မတီတာဝန်ရှိသူတွေစီကသိရပါဗျ။လက်ရှိမှာတော့ဆံပြက်လက်တဲ့မိသားစုတွေအနေနဲ့ချင်းငါစားသုံးနေရသလိုငွေအနှဲငယ်ရှိတဲ့မိသားစုတွေကတော့ဆံကိုဝယ်ယူစားသောက်နေရပါတယ်။ကုံစင်းလုံးကြီးမြတ်တာကြောင့်လည်းလိုအပ်သလိုမဝယ်ယူနိုင်ဘူးလို့အဲ့ဒီဆက်ဆောင်စခန်းရဲ့တာဝန်ရှိသူတို့ကပြောပါတယ်။ လွန်ခဲ့တဲ့နှစ်လအထိဆန်ပဲစားစားတဲ့ဇာနာရိတ်ခါတွေကိုအရေးပေါ်ကဲဆဲရေးဆောင်ရွက်ပေးနေတဲ့စီထအဖွဲ့စီကပုံမှန်ရရှိနေခဲ့ပေမဲ့အကူအညီတွေအလုံးရက်ဆိုင်သွားတာနှစ်လရှိလာပြီဖြစ်ပါတယ်အမေရိကန်အစိုးရကနေမြန်မာပြည်အပါအဝင်တခြားသောနိုင်ငံတွေစီပေးနေတဲ့အကူအညီတွေကိုရှော့ချလိုက်တဲ့နောက်ပိုင်းမှာတော့ ဂရင်းနီဆစ်ဆောင်တွေအပေါ်မှာလည်းတက်ရမှုရှိလာတာပါ။ဒါကြောင့်လည်းစီထက်အနေနဲ့ပုံမှန်ထောက်ပတ်ကူညီပေးနေတဲ့ဆစ်ဆောင်လူထုတွေစီကိုအထောက်အပံ့မပေးနိုင်တဲ့အနေအထားဖြစ်လာတယ်လို့အရေးပေါ်ကဲဆယ်ရေးဆောင်ရွက်ပေးနေတဲ့စီထက်ရဲ့တာဝန်ရှိသူတူဦးဖြစ်တဲ့ခူပိုးရဲကပြောပါတယ်။စီထက်ဟာဆစ်အာနာတိုင်းပြည်တဲ့နောက်ပိုင်းစစ်ဘေးတိမ်းရှောင်နေရတဲ့ဂရင်းနီလူထုတွေအတွက် စားနပ်ရိက္ခာတွေကိုပတ်ပူပေးနိုင်ဖို့အလူရှင်ရှာဖွေပေးနေတဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်။ စီထအနေနဲ့၃နှစ်ကျော်အတွင်းစစ်ကြောင်းတင်းရှောင်ရတဲ့မဲဆက်မြို့နယ်နဲ့ထိုင်းဂရီနီနယ်ဆက်ကဂရီနီလူထုတောင်း3000ကျော်အတွက်ဆံပဲစာစတဲ့ဇာနာရိတ်ခါတွေကိုပုံမှန်ထောက်ပတ်ပေးနေတာဖြစ်ပါတယ်နေဆက်ကဆက်ရှောင်းစခန်းတွေမှာကိုလိုနီထိုင်ကြတဲ့သူတွေဟာစိုက်ပျိုးမြေနေရာမရှိတလို့နှိမ့်စားလို့ရနိုင်မဲ့အလောက်လောက်ကိုင်းဖို့နေရာမရှိတဲ့အတွက်သူတို့အတွက်စားနပ်ရိတ်ခါတွေဟာမဖြစ်မနေလိုအပ်နေတာဖြစ်ပါတယ် အဲ့ဒီစစ်ဆောင်စခန်းမှာတော့ H320 ရှိပြီးလူဦးရေ1400ကျော်နေထိုင်ကြပါတယ်။မနေ့ကမတ်လ17ရက်နေ့မှာကြာရောက်တဲ့86နှစ်မြောက်ပအိုအမျိုးသားနေအခမ်းအနားကိုပအိုအမျိုးသားဖက်ဒရယ်ကောင်စီ PNFC နဲ့ပအိုအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တို့ online zoom ကနေပြီးပူးတွဲပြုလုပ်ခဲ့ပါတယ်။အခမ်းအနားမှာတော့ပအိုအမျိုးသားနေအဖြစ်သတ်မှတ်ခဲ့တဲ့ဖြစ်စဉ်တွေကိုပြည်လဲရှင်းပြတာအခမ်းအနားတက်ရောက်လာကြတဲ့အဖွဲ့အစည်းကောင်းဆောင်အသီးသီးကနေပြီးအမှားစကားပြောကြတာကြားဆုံသွားတဲ့ရဲဘော်တွေကိုအလေးပြုဂုဏ်ပြုသခြင်းတည်ဆိုတာတော်လိုင်းရီဗီဒီယိုမှတ်တမ်းပြသတာ PNL နဲ့ PNFC တို့ဘူးတွဲထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်ကိုဖတ်ကြတာအဖွဲ့အစည်းအသီးသီးကပေးပို့လာတဲ့သုံးဝလွားတွေကိုမှတ်တမ်းတင်တာတွေကိုပြုလုပ်သွားခဲ့ပါတယ်လက်ရှိပို့ဒေတာမှာဖြစ်ပွားနေတဲ့စစ်ပတိပခါတွေဟာ ပအိုလူမျိုးအချင်းချင်းကြားမှာပဲဖြစ်စေပအိုလူမျိုးနဲ့တခြားတိုင်းရင်းသားညီနောင်တွေကြားမှာဖြစ်ပွားတဲ့စစ်ပဒီပခန့်တိုက်ပွဲမဟုတ်ပဲစစ်အာဏာရှင်စနစ်ကိုလုံးဝလက်မခံပဲပအိုအပါဝင် ပြည်သူလူထုတရက်လုံးနဲ့စစ်အာဏာရှင်ကြားဖြစ်ပွားနေတဲ့တိုက်ပွဲသားဖြစ်တယ်လို့ PNLO နဲ့ PNFC ရဲ့ဘူးတွဲထုတ်ပြန်ချက်မှာပြောဆိုထားပါတယ်။အွန်လိုင်းကနေပြုလုပ်သွားတဲ့အခမ်းအနားမှာတော့ပအိုတော်လန်ရေးတပ်ဖွဲ့တွေ ကရင်အမျိုးသားစီရောက် KNU ၊ကရင်အမျိုးသားတူသက်ရေးပါတီ KNPP ၊မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ၊လူ့ဘောင်သက်ဒီမိုကရက်တစ်ပါတီ DPNS တို့အပါအဝင်ပို့အုပ်အဖွဲ့အစည်းတွေရဲ့မိဖက်အဖွဲ့အစည်းနဲ့အရက်ဖက်အဖွဲ့အစည်းတွေရဲ့တာဝန်ရှိသူတွေစုစုပေါင်းလူဦးရေတရာကျော်တက်ရောက်ခဲ့ကြပါတယ်။ မတ်လ17ရက်နေ့မှာကြာရောက်တဲ့ပအိုအမျိုးသားနစ်ကိုအွန်လိုင်းအပြင်နေရာဒေသအတီးတီမှာရောက်ရှိနေတဲ့ပအိုလူငယ်တွေကအခမ်းအနားပြုလုပ်ကျင်းပကြတယ်လို့လည်းသိရပါဗျ။အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံနေပြည်တော် PDF တပ်ရင်းအမှတ်၈၀၀နဲ့ပြင်မနာစစ်ကြောင်းမူရဲဘော်ကိုဆိုင်ကို ကယန်းပြစ်တဲ့တမတော်ကတက်ဖြတ်ခဲ့တဲ့အပေါ်မှာတာဝန်ယူဖြည့်ရှင်းပေးဖို့နေပြည်တော်တိုင်းဆက်ဌာနကမတ်လ23ရက်နေ့မှာထုတ်ပြန်ချက်ထုတ်ပြီးတောင်းဆိုခဲ့ပါတယ်။ရဲဘော်ကိုဆိုင်ကိုကယန်းပြစ်တဲ့တမတော်ဘဟုကော်မတီဝေဘိုးမူကြီးသိန်းဟန်နဲ့တွေ့ဆုံစေဖို့မတ်လ3ရက်နေ့ကတည်းကကယန်းပြစ်တဲ့နယ်မြေအမတ်6မြို့နယ်ဒုတမဟာမူဖိုးခွာကနေလာရောက်ခေါ်ဆောင်ခဲ့တာဖြစ်တယ်လို့ပြောပါရတယ်။အဲ့ဒီနောက်မှာတော့တက်ရင်အမတ်၈ရာနဲ့ ြင်းမနာစစ်ကြောင်းမူရဲဘော်ကိုစားရဲ့ရုပ်အလောင်းကိုကယန်းပြစ်တဲ့တမတော်ရုံဆိုင်ရာနေမြေတနေရာမှာမတ်လ23ရက်နေ့ကပြည်လဲတွေ့ရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်တီဆုံသွားတဲ့ရဲဘော်ကိုဆိုင်ကိုညင်းပန်းနှိပ်စက်ထားတဲ့ဒဏ်ရာတွေနဲ့တွေ့ရှိခဲ့တယ်လို့နေပြည်တော် PDF ကထုတ်ပြန်ချက်မှာပြောထားပါတယ်။အဲ့ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးကယန်းပြည်သက်ပါတီတာဝန်ရှိသူတွေကို ကန်ဒရော့ဝတီတိုင်းကတယ်လီဖုန်းနဲ့ဆက်တွဲခဲ့ပေမဲ့ပြည်လဲဖြေချတာမရှိပါဘူးဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးစာထုတ်ပြန်ပြီး၃ရက်အတွင်းမှာအပြစ်အဝတာဝန်ယူဖြေရှင်းပေးဖို့ကိုလည်းကရင်ပြည်သက်တမတော်ကိုနေပြည်တော် PDF ကတပါတယ်ပြောဆိုထားပါတယ် ကန်ဒရမတီ time အနေနဲ့ကယန်းပြစ်တဲ့တမတော်တပ်ဖွဲ့ဝေးရဲဘော်တွေကိုသစ်ဆက်ခံမင်းမြန်းရမှာတော့မပြောတတ်သေးဘူးအချိန်တန်ရင်တာဝန်ရှိတဲ့သူတွေက ထုတ်ပြန်ပါလိမ့်မယ်လို့သူဦးကဖြေဆိုခဲ့ပြီးနောက်သူဦးကတော့လူကြီးတွေကခနာဆောင်ပြောတယ်ဆိုပြီးပြည်လဲဖြေကြားခဲ့ပါတယ်ရဲဘော်ကိုစားရဲ့တည်ဆုံမှုနဲ့ပတ်သက်ပြီးကယန်းပြစ်တဲ့နေပြည်တော် PDF တို့ကြားဆက်ဆံရေးကိုတည်ရဖို့နေပြည်တော် PDF ကိုစာနဲ့ရေးသားဆက်တွယ်ထားဆဲဖြစ်ပြီးအကြောင်းပြန်လာမရှိသေးပါဘူး တည်ဆုံသွားတဲ့ရဲဘော်ကိုစားရဲ့ရုပ်အလောင်းကိုတော့မနေ့ကမတ်လ23ရက်နေ့မှာဂရီနီပြည်တနေရာမှာမြေမြုပ်တကြိုခဲ့ပါတယ်။ greeny ပြည်တွင်းကဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုမျှဝေချင်တာတောင်းဆိုချင်တာပြောင်းလဲစေလိုတာတွေနဲ့ပြည်သူတွေနေ့စဉ်ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုပြန်လည်မျှဝေပြောပြပေးချင်တယ်ဆိုရင်ကနေယောက်ဒီထိုင်းရဲ့လူထုစာလွှာအစီအစဉ်မှာ ေးပို့စာကနေတဆင့်ပါဝင်နိုင်ပါတယ်။တင်းရဲ့ပေးပို့စာကိုကန္နယဝတီချမ်းရဲ့ Facebook Messenger ကပဲဖြစ်စေ ktfmbmis@gmail.com ကိုစာရေးသားပေးပို့တာ ဖြစ်စေပြုလုပ်နိုင်ပါတယ်။စင်ကနယ်ဒါမှမဟုတ် Telegram ကနေတဆင့်ရေးသားပေးပို့ခြင်းနဲ့ဆိုရတော့အပေါင်း6685881နှစ်1ကိုရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။လူထုတွေပေးပို့လာတဲ့စာလွှာတွေကိုပြန်လည်ဖတ်ကြားပေးမှဖြစ်ပြီးတော့တက်ဆိုင်ရာတွေဘက်ကနေ ပြန်လည်ဖြည့်ကြားခြင်းနဲ့ဆိုရင် လူထုစာလွာအစီအစဉ်ကနေတဆင့်ပြန်လည်ပေးဖို့ဖြည့်ကြားနိုင်ပါတယ်ခင်ဗျာကန်ဒရိုဝတီထိုင်းရဲ့သတင်းတွေကိုပြောပြပေးခဲ့တာပါဆက်လက်ပြီးမိုးလေဝသသတင်းကိုမော်တော်များဦးကတင်ဆက်ပေးပါမယ် မတ်လ15ရက်နေ့အတွက်မိုးလေဝသတင်းလေးကိုဖတ်ကြားပေးတော့ပါမယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာတိုက်အထင်အင့်ဖြစ်ထွန်းနိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်မှာအများအပြားတာယာနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့တနင်္သာရီကံရိုတန်းမှာလေကအရှိတ်ဘက်ကနေပြီးတော့တနိုင်9မိုင်ကနေပြီးတော့10မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်မှာလိုင်းအထင်အင့်ရှင်နိုင်ပါတယ်။ ရခိုင်ကယုံတဲ့မြဝချုံမဒေတာတွေနဲ့မုတ်သမားကွေးတွေမှာလေကအနောက်အနောက်တောင်ဘက်ကနေပြီးတော့တနိုင်ရီ9မိုင်ကနေပြီးတော့10မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်မှာလိုင်းအတင်းအထင်ရှိနိုင်ပါတယ်။မိုးအခြေအနေကတော့စကိုင်းတိုင်းဒေတာကြီးတနင်္သာရီတိုင်းဒေတာကြီးနဲ့ကချင်ပြည်နယ်မှာနေရာကွက်ကြားမှုထစ်ချုံရနိုင်ပါတယ်။ ရှမ်းပြည်နယ်နဲ့ချင်းပြည်နယ်မှာတော့တိမ်အထင်အင့်ကျန်ထောင်းနိုင်ပြီးကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတော့အများအပြားတာယာနိုင်ပါတယ်ရှင်။နေ့အဖူချိန်ကတော့မြန်မာတိုင်းငံလုံးမှာပုံမှန်ထက်ပိုပြီးမြင့်တက်နိုင်ပါတယ်။မြို့အခြေအနေကတော့စကိုင်းတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာနက်နက်ပိုင်းမြို့ထူများကျဆင်းနိုင်ပါတယ်ရှင်။ အခုပြောပြပေးသွားတဲ့မိုးလီဝတ်တာခက်မှန်းချက်တွေကတော့မြို့သားညီညွတ်ရဲ့အစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့မိုးလီဝတ်တာခက်မှန်းချက်တွေပဲဖြစ်ပါရဲ့ရှင်ဆက်တောက်ကြနေမှာတင်ဆက်ပေးနေတဲ့ကုံစင်းလုံးတဲ့နိုင်ငါချားငွေလဲလဲနှုံးနဲ့ရွှေစင်းလုံးတွေကိုပြန်လဲတင်ဆက်ပေးပါရမယ်ဒီကနေ့မှာတော့လွိုက်ကော်မြွတ်နဲ့ရှစ်ဖက်ချမ်းမှာရောင်းချပေးနေတဲ့ကုံစင်းလုံး မတ်လ14ရက်နေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံခြားငွေလဲနှုန်းနဲ့ရွှေဈေးနှုန်းတွေကိုစုစည်းတင်ဆက်ပေးပါမယ်။အရင်ဆုံးအနေနဲ့ లై ကော့ရှစ်ဖက်ချမ်းမှာရောင်းချပေးနေတဲ့ကုန်စည်နှုန်းသတင်းတွေကိုပြောပြပေးပါမယ်။ဆန်ဈေးမှာတော့တအိတ်ကို33000ကျပ်ပဲစီအေးသူစာတပိတ်တာမှာ2000ကျပ်ချက်သွန်ဖြူတပိတ်တာကို18000ကျပ် စက်တုံနီတပိတ်တာကို9000ကျပ်ဂျင်းတပိတ်တာမှာ6000ကျပ်ခန်းချင်တီတပိတ်တာကို3000ကျပ်ငရုတ်တီအချောက်တပိတ်တာကို2000ကျပ်ငရုတ်တီအချောက်ကလော်အော်တီတပိတ်တာကို6000ကျပ်အာလူးတပိတ်တာမှာ8000ကျပ်ချက်ဥတလုံး900ကျပ်အသာတူတပိတ်တာ19000ကျပ်ကလဘဲတပိတ်တာ9000ကျပ်ပဲနီလီတပိတ်တာ16000ကျပ် ငပိ1500ချက်ငနီဒူး6တပိတ်တာ2800ချက်တခြားတပိတ်တာမှာ1000ချက်ကော်ဖီပရီမီယာအထုပ်ကြီးတစ်ထုပ်ကို1800ချက်ကော်ဖီဆန်ဒေးအထုပ်ကြီးတစ်ထုပ်ကို1800ချက်ဂိုးရက်တပိတ်တာမှာ1000ချက်ဂိုးနူဝါတပိတ်တာမှာ1400ချက်ကွန်ဒီတပိတ်တာမှာ2800ချက်ဝက်တာတပိတ်တာ2500ချက်နဲ့ အမဲသားတပိတ်သာ2500ချက်ဆီအတီးတီးရှိနေပါတယ်73စီစီနှုန်းမှာတော့ဓာတ်ဆီတကလာ6000ချက်ရှိပြီးဒီဇယ်တကလာမှာလည်း6000ချက်ဈေးရှိနေပါတယ်လွိုင်ကုန်မြို့နယ်ရှစ်ဖက်ချမ်းမှာရောင်းချပေးနေတဲ့ကုန်စည်နှုန်းနဲ့73စီစီနှုန်းတွေကိုပြောပြပေးသွားတာဖြစ်ပါတယ်ကုန်စည်နှုန်းတွေနဲ့73စီစီနှုန်းတွေဟာအချိန်နဲ့အမျှအပြောင်းအလဲရှိသလို ရောင်းချတဲ့ဈေးဆိုင်ပေါ်မူတည်ပြီးလဲ ဈေးနှုန်းကွာဟမှုအနည်းငယ်ရှိနိုင်ပါတယ်။မက်စလာဆချာရနေမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချားငွေလဲလှယ်နှုန်းတွေကိုဆက်လက်ပြောပြပေးပါမယ်။အမေရိကန်ဒေါ်လာမှာပြည်ပပေါက်ဈေးဒေါ်လာကို4350ကျပ်ဝယ်ဈေးရှိနေပြီး ရောင်းဈေးမှာ4400ကျပ်နဲ့မက်စလာ17ရက်နေ့ကစလို့ဈေးငြိမ်နေပါတယ်။ယူရိုစတာလင်မှာတော့တစ်ပေါင်ကို 4830ကျပ်ဝယ်ဈေးရှိနေပြီ။ရောင်းဈေးအနေနဲ့4800ကျပ်ပေါက်ဈေးနဲ့ဒီရက်မှာပဲဈေးကျသွားတာပါ။ပြီးခဲ့တဲ့ရက်တွေမှာတော့ Eurostar လေးတစ်ပေါင်ကို4950ကျပ်အထိဝယ်ဈေးရှိခဲ့ပါတယ်။စင်ကာပူဒေါ်လာမှာတော့ဒေါ်လာကို3300ကျပ်ဝယ်ဈေးရှိပြီးရောင်းဈေးမှာတော့3350ကျပ်ပေါက်ဈေးနဲ့ဒီကနေ့မှာဈေးအနည်းငယ်ကျသွားတာပါ။ပြီးခဲ့တဲ့ရက်တွေမှာတော့စင်ကာပူဒေါ်လာဝယ်ဈေးဟာ 3330ကျန်းနဲ့ဈေးငြိမ်နေခဲ့ပါတယ်။ထိုင်းတပတ်ကိုတော့မြန်မာကျပ်ငွေ129.33ကျပ်ဝယ်ဈေးရှိနေပြီ။ရောင်းဈေးမှာတော့131.5ရှိကျန်းနဲ့ဒီကနေ့မှာဈေးအနည်းငယ်ပြန်တက်လာနေပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာထိုင်းတပတ်ပေါက်ဈေးဟာ128.1ကျပ်ဝယ်ဈေးရှိခဲ့တာပါ။ဂျပန်ယန်မှာတော့ 29.33ချက်ဝယ်ဈေးရှိနေပြီးရောင်းစင်းမှာတော့29.96ချက်ပေါက်ဈေးရှိခဲ့ပါတယ်ပြီးခဲ့တဲ့ရက်တွေမှာတော့ဂျပန်တယန်ပေါက်ဈေးဟာ29ချက်ဝကျင်မှာဈေးရှိခဲ့ပါတယ်နေရှာရေဂီပေါက်ဈေးမှာဝယ်ဈေးအနေနဲ့တထောင်ချက်ဈေးရှိနေပြီးရောင်းစင်းမှာတော့တထောင်15ချက်အထိပေါက်ဈေးရှိနေပါတယ်ဒီရက်ပိုင်းအတွင်းမှာမလေးရှားရီကီဈေးနှုန်းဟာဈေးငြိမ်နေတာကို တွေ့ရပါတယ် တရုတ်ရွာမှာတော့ကျပ်600ဝယ်ဈေးနဲ့မတ်လ14ရက်နေ့မှာဈေးပြန်တက်လာပြီးရောင်းဈေးမှာတော့632ကျပ်ပေါက်ဈေးရှိခဲ့တာပါပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ တရုတ်တရွန်ပေါက်ဈေးဟာ998ကျပ်သာဝယ်ဈေးရှိခဲ့ပါတယ်အခုပြောပြတဲ့နိုင်ငံခြားငွေလဲနှုန်းတွေဟာမတ်လ14ရက်နေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံခြားငွေလဲလဲနှုန်းတွေကို စုစည်းပြောပြခဲ့တာပဲဖြစ်ပါတယ်ငွေဈေးနှုန်းတွေဟာအကောက်ချင်းချင်းလွှဲပြောင်းမှု နေရာဒေသကွဲပြားမှုအရွက်ရောင်းဝယ်မှုအရာပေါက်ဈေးကွာဟမှုအနည်းငယ်ရှိနိုင်သလိုအချိန်နဲ့အမျှဈေးနှုန်းအပြောင်းအလဲတွေရှိနိုင်ပါတယ်။ဒီစီစဉ်ကနေနောက်ဆုံးအနေနဲ့တပတ်တွင်ကပ္ပရွှေဈေးမြမရွှေဈေးတွေကိုဆက်လက်ပြောပြပေးပါမယ်။ဒီတပတ်တွင်ကပ္ပရွှေဈေးမှာတော့တအောင်စားကိုအမေရိကန်ဒေါ်လာ2980ဝန်းကျင်မှာပေါက်ဈေးရှိနေပါတယ်။ ဒီတစ်ပတ်တွင်မြမရွှေစည်းမှာ25ပဲရတခြားသားကို62သိန်း2000ကျပ်ကနေ62သိန်း9000ကျပ်အထိဈေးအတက်ကျရှိနေတာကို တွေ့ရပါတယ်16ပဲရတကျပ်သားကိုတော့ဝယ်စည်းမှာ65သိန်း3000ကျပ်ကနေ65သိန်း8000ကျပ်အထိ ပေါက်ဈေးရှိနေပြီးရောင်းစည်းအနေနဲ့66သိန်း1000ကျပ်ကနေ 66သိန်း6000ကျပ်အထိဈေးအတက်ကျရှိနေတာကိုတွေ့ရပါတယ်။မရှလ14ရက်နေ့ရဲ့လွိုင်ကွန်မြူနယ်အရှိဖက်ချန်ကောင်ကုန်းစည်းနှုန်းသတင်းမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချောင်းဝေလဲလဲနှုန်းသတင်းတွေကိုမော်လီမြကစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ကနေယောက်ဒီထိုင်းသတင်းဌာနကနေထုတ်လွှင့်နေတဲ့သတင်းအစီအစဉ်တွေသတင်းဆောင်မတွေဗီဒီယိုအစီအစဉ်တွေနဲ့ FM ရေဒီယိုအစီအစဉ်တွေကိုပရိသတ်တွေအနေနဲ့တစုတစည်းတဲ့ကြည့်ရှုချင်တဲ့ဆိုရင် www.kanaraudithai.org website မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်အင်္ဂလိပ်ဘာသာနဲ့ဖတ်ရှုမယ်ဆိုရင်တော့ www.kitinews.org website မှာဝင်ရောက်ဖတ်ရှုလို့ရပါတယ်ဒါ့အပြင် Kanaraudithai ရဲ့လူမှုကွန်ရက်စာမျက်နှာ YouTube နဲ့ Instagram တွေမှာလည်း သတင်းဗီဒီယိုတွေကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ကုံစင်းနှောင်းသတင်းနိုင်ငံချောင်းွေလဲလဲနှောင်းသတင်းတွေကိုမော်လင်းမြကတင်ဆက်ပေးခဲ့တာပါ။ဆလပီနိုင်ငံတကာမြန်မာသတင်း BNI Media Group ကဒေတာအတွင်းသတင်းတွေကိုပြောပြပေးပါမယ်။ အေယံမတီတိုင်းရေချီမြို့နယ်မှာအမျိုးသမီးတွေအပါအဝင်ရခိုင်ကစစ်ဘေးရှောင်20ဦးကိုစစ်ကောင်စီကအရခတ်တပ်တော် AA နဲ့ဆက်ဆက်တယ်ဆိုတဲ့တန်တရားနဲ့ဖမ်းဆီးသွားတယ်လို့ရေချီမြို့နယ်ကဒေသခံတဦးကပြောပါရယ်ဖမ်းဆီးခံရတဲ့စစ်ဘေးရှောင်တွေဟာရခိုင်ပြည်ကတန်တွဲနဲ့အမ်မြို့နယ်တွေကတိုက်ပွဲတွေကြောင့်စစ်ဘေးသိမ်းရှောင်နေကြတဲ့သူတွေဖြစ်ပြီးအဲ့ဒီထဲမှာတော့အမျိုးသား16ဦးနဲ့အမျိုးသမီး၄ဦးပါဝင်တယ်လို့ဆိုပါရယ် ူတို့ကိုပြီးခဲ့တဲ့ match လ9ရက်နေ့မှာစကောက်စီတပ်သားတွေနဲ့ရဲတွေကအေယာဝတီတိုင်းမှာရှိတဲ့တာပေါင်းမြို့နဲ့ရေကြည်မြို့ကိုဆက်တွဲထားတယ်ကြည်ကြည်မြို့နယ်မှာရှိတဲ့ဖရာကြီးတာပေါင်းလမ်းမအနီးကသူတို့ဆစ်ဆောင်နေတဲ့ကျေးရွာထဲကိုဝင်ရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ဆိုပါရယ်လက်ရှိမှာတော့ဖမ်းဆီးခံထားရတဲ့သူတွေကိုရေကြည်မြို့မှရဲစခန်းမှာချုပ်နှောင်ထားတယ်လို့လည်းဆိုပါရယ်ဖမ်းဆီးခံရတဲ့စစ်ပေးဆောင်တွေဟာရခိုင်ကနေတိုက်ပွဲကြောင့် ဖယားကြီးတာပေါင်းလမ်းမအနီးမှာရှိတဲ့မယန်းချုံနဲ့ဖယားကြီးစတဲ့ခြေရွာတွေမှာစစ်ဘေးတန်းရှောင်နေကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ22ရက်နေ့ကလည်းငတိုင်းချောင်းအနီးမှာအခြေဆိုင်ထားတဲ့အမြောက်သက်344ကနေပြီးစစ်ကောင်စီတပ်သားတွေဟာအေအေနဲ့ဆက်ဆက်တယ်ဆိုတော့တန်တရနဲ့ရေကြည်မြို့နယ်မှာရှိတဲ့မြောက်ဆန်းကျေးရွာကစစ်ဘေးတန်းရှောင်နေကြတဲ့ကွာနဲ့အမ်မြို့နယ်ကအမျိုးသမီး3ဦးနဲ့အမျိုးသား6ဦးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသေးတယ် ဒါရီအပြင်အေယဝတီတိုင်းကျုံးပျော်နဲ့ရည်ချီမြို့နယ်မှာစစ်ဘေးတန်းချောင်းနေကြတဲ့ရခိုင်ကဒေသခံပြည်သူ90ကျော်ကိုလည်းစစ်ကောင်စီကဇန်နဝါရီလအတွင်းမှာဖမ်းဆီးစစ်ဆေးမှုတွေကိုပြုလုပ်ခဲ့ပါတယ်။အေယဝတီတိုင်းမှာတော့ရခိုင်ကတိုက်ပွဲတွေကြောင့်စစ်ဘေးတန်းချောင်းနေကြတဲ့ကွာတန်တွဲနဲ့အမ်းမြူနယ်ကဒေသခံစစ်ဘေးရှောင်းတရားကြော်ထက်မနယ်ဖမ်းဆီးခံထားရတယ်လို့ရခိုင်စစ်ဘေးရှောင်းတွေကခန့်မှန်းပြောဆိုထားပါတယ်။ရည်စကြိုမြို့နယ်ရည်လေကျွန်းဒေသ မြေစွန်းတော်ကျေးရွာထဲကိုစစ်ကောင်စီကဝင်ရောက်စီးနှင်းပြီးတဲ့နောက်မှာတော့ဒေသခံပြည်သူတွေကိုတပ်ဖြတ်သွားတယ်လို့ရေစကြို Township Information Committee အဖွဲ့ကမတ်လ9ရက်နေ့နဲ့10ရက်နေ့မှာဓာတ်ပုံတွေနဲ့တကွာတင်ထုတ်ပြန်လိုက်ပါတယ်ပခောက်ကူအခြေဆိုင်အမတ်တရားတဲ့ခြေမြန်တက်မှာဌာနချုပ်နဲ့ရေစကြိုမြို့နယ်ကခြေမြန်တက်ရင်တွေဖြစ်တဲ့ခမရ196 159 158တက်ရင်ကစစ်ကောင်စီတပ်ဖွဲ့တွေဟာ မြေစွန်းတော်ကျေးရွာထဲကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြပါတယ်။အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမြေစွန်းတော်ကျေးရွာထဲကိုမတ်လ၂ရက်နေ့နဲ့၄ရက်နေ့အထိ၃ရက်ဆက်တိုင်းစစ်ကြောင်းထိုးလာခဲ့ပြီးဒေသခံတွေကိုရက်ရက်ဆက်ဆက်တပ်ဖြတ်သွားလာအပြင်ရွာလုံးကျွနီးပါးကိုလည်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့ရေစကြို Township Information Committee အဖွဲ့ကထုတ်ပြန်ထားပါတယ်။မတ်လ၅ရက်နေ့ကဒေသခံတွေ ရွာသွင်းပြလဲဝင်ရောက်ချိန်မှာတော့မြေစွန်းတော့ခြေရွာကရွာသား၅ဦးရဲ့ရုပ်အလောင်းတွေကိုကနဦးတွေ့ရှိခဲ့ပြီးနောက်ထပ်ရုပ်အလောင်း၆လောင်းကိုတော့ထပ်မံတွေ့ရှိခဲ့ရာမတ်လ10ရက်နေ့အထိတည်ဆုံးသူစုစုပေါင်း71ဦးရဲ့အလောင်းကိုတွေ့ရှိထားတာဖြစ်ပါတယ်စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာစဉ်လွတ်အောင်မပြေးနိုင်တဲ့တက်ကြီးရွယ်ဦးတွေအပါအဝင်ဒေသခံပြည်သူတွေကအသက်ခံလာရတာဖြစ်ပါတယ်ရည်လေကျွန်းဒေတာဟာစကောက်စီအာနာသိမ့်ပြီးတဲ့နောက်မှာတော့ အကြိမ်ကြိမ်ဆက်ချောင်းထိုးခံရတဲ့ဒေသဖြစ်ပြီးဒေသခံရွာသားတွေဟာလည်းမကြာခဏဘေးလူရာကိုထွက်ပြေးသိမ်းရှောင်နေရတယ်လို့ဆိုပါတယ်မြေစွန်းတော်ကျေးရွာအပါဝင်ဇရက်နီနဲ့တာကောင်ကျေးရွာတွေမှာတော့ရွာလုံးကျွတ်နေပါမီးရှို့ဖျက်ဆီးခံရပြီးနေအိမ်အလုံးကြီး600နေပါပျက်စီးသွားတာအပြင်ဒေသခံတပေါင်းကျော်ဟာလည်းထွက်ပြေးသိမ်းရှောင်နေရတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါဗျ။ ထိုင်းနိုင်ငံမှာအချုပ်ချနေတဲ့သူတွေကိုမြန်မာဖက်ချံပြလဲလွဲပြောင်းပေးရကနေစစ်မှုထမ်းအဖြစ်စုဆောင်ခံရတဲ့သူ10ဦးဟာထွက်ပြေးလွမြောက်လာတယ်လို့လွမြောက်လာတဲ့သူတွေစီကသိရပါဗျ။ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးလဝကကရက်ကျော်နေထိုင်တာအထောက်အထားမရှိဘဲနေထိုင်တာတွေအပြင်အကြောင်းအမျိုးမျိုးကြောင့်အချုပ်စခန်းကိုရောက်ရှိနေတဲ့သူတရားခက်ကိုရနောင်မြို့ကနေတဆင့်စနေဝရီလ23ရက်နေ့ကစစ်ကောင်စီထံကိုလွဲပြောင်းပေးခဲ့တာပါ။ ထိုင်းလဝကကနေလွဲပြောင်းပေးတဲ့သူတွေထဲမှာတော့အသက်16နှစ်ကနေ35နှစ်အတွင်းမှာရှိတဲ့အမျိုးသားအယောက်50ကျော်ကိုစစ်ကောင်စီကစစ်သားအဖြစ်စုဆောင်းခဲ့တာပါ။ထိုင်းနိုင်ငံကနေပြန်ပို့ခံရပြီးစစ်သားအဖြစ်စုဆောင်းခံခဲ့ရသူကိုတက်နိုင်ထွေးရဲ့ပြောပြချက်အရစစ်မှုထမ်းအဖြစ်စုဆောင်းခံရသူ50ကျော်ကိုကော့တောင်အခြေဆိုင် ခမရ43တက်မှာထိမ့်သိမ်းထားပြီး 9ရက်အကြာမှာတော့မြိတ်မြို့မှာရှိတဲ့ချွေတူးပညာရေးကျောင်းကိုရွှေ့ပြောင်းခဲ့တယ်လို့ပြောပါရယ်မြိတ်မြို့ချွေတူးပညာရေးကျောင်းမှာစစ်မှုထံအပတ်စဉ်ကိုအတွက်စုစုပေါင်းလူအင်အား100နီးပါးရှိနေတယ်လို့လည်းဆိုပါရယ်ခမရ၄၃တက်မှာရှိစေက လက်ကင်ဖုန်းတွေကိုကင်ခွဲရပြီးမြိတ်မြို့အရောက်မှာတော့လက်ကင်ဖုန်းတွေကိုစစ်ကောက်စီကသိမ်းဆီးလိုက်တယ်လို့လည်းဆိုပါရယ် ကိုတက်နိုင်ထွေအပါဝင်16ဦးဟာမတ်လ3ရက်နေ့နနက်နနားဝန်းကျင်အချိန်မှာရွှေဒူးပညာရေးချောင်းကနေထွက်ပြေးခဲ့ပြီးပြန်အဖမ်းခံရတဲ့သူ6ဦးရှိက10ဦးကတော့လွတ်မြောက်လာတာဖြစ်ပါတယ်။ထိုင်းဖက်ကနေဖမ်းဆီးရမိတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကိုကော့တောင်ရနောင်းနေဆက်ကနေတဆင့်စကောက်စီထံကိုပြလဲလွဲပြောင်းပေးနေတာတွေရှိနေပြီးတင်းနှသားတွေအခြေဆိုင် FE5 တင်းနှသားတွေအဖွဲ့ရဲ့စည်ရေးအရာ 2024ခုနှစ်တနှစ်သားအတွင်းမှာတော့ရနောင်ကနေကော့တောင်ကိုပြန်ပို့ခံရတဲ့လူဦးရေဟာ2000ကျော်ရှိတယ်လို့ဆိုပါတယ်။အခုနားဆင်ခဲ့ကြတာကတော့နိုင်ငံတကာမြန်မာတင်ပြည်နိုင်မီဒီယာ group အဖွဲ့ဝေတွေဖြစ်တဲ့ Narendra လွတ်လပ်တော်မွန်တဲ့ Agency တည်နေမီဒီယာကိုရက်တည်နေဌာနကဒေတာအတွင်းတည်နေတွေကိုကောက်နှုတ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ KTFN ပြည်သက်တွေကိုလူထုစာလွှာအစီအစဉ်ကနေပြည်လဲကြိုးဆိုပါတယ်အပတ်စဉ်တောက်ကြားနေ့မှာထုတ်လွှင့်ပေးနေတဲ့လူထုစာလွှာအစီအစဉ်မှာတော့ပြည်သူတွေပေးပို့လာတဲ့စာလွှာတွေကိုလက်ခံဖတ်ကြားပေးနေတာပဲဖြစ်ပါတယ်ဒီနေ့ရဲ့လူထုစာလွှာအစီအစဉ်ကိုတော့ကျွန်မနဲ့အတူမော်ဆော်မိုးကတင်ဆက်ပေးပါမယ်မင်္ဂလာပါဆော်မိုးကြီးဟုတ်ကဲ့မင်္ဂလာပါ KTFN ကိုနားဆင်နေကြတဲ့သူအားလုံးကိုလည်းမင်္ဂလာပါရှင် ဒီတစ်ပတ်မှာလက်ခံရရှိထားတဲ့ဆာလွားတွေကဘယ်ကနေရေးသားပေးပို့လာလာလဲဆိုတာကိုမော်ဆိုမှုကအရင်ဆုံးပြောပြပေးပါအောင်နော်ဒီတစ်ပတ်မှာတော့ဒီမော့ဆိုမြို့နယ်အနောက်ဖက်ခြံကနေရေးသားပေးပို့လာတဲ့ဆာလွားနှဆောင်ကိုလက်ခံရရှိထားပါတယ်။ဟုတ်ကဲ့ပါဒါဆိုရင်ဆာလွားရှင်တွေကဘာအကြောင်းကိုရေးသားပေးပို့လာတာလဲဆိုတာကိုမော့ဆိုမှုကနေဆက်လက်ပြောပြပေးပါအောင်နော်။ ကောင်းပါပြီပထမဆာလာကိုတော့ဒီမောဆူမြို့နယ်အနောက်ဖက်ခြံကဆစ်ဆောင်အမျိုးသမီးတူကနေရေးသားပေးပို့လာတာပါသူရေးသားပေးပို့လာတဲ့အကြောင်းကတော့ဆစ်ဆောင်ကာလအတွင်းအလူရှင်တွေရဲ့ဂူငီထောက်ပံ့မှုနဲ့ပတ်သက်ပြီးသူကြုံတွေ့ရတာတင်းသူညီမြမှုမရှိဘူးလို့သူအနေနဲ့မြင်တဲ့အကြောင်းကိုရေးသားပေးပို့လာတာပဲဖြစ်ပါတယ် ဟုတ်ကဲ့ပါဒါဆိုရင် သူရေးသားပေးပို့လာတဲ့စာလွှာအပြည့်အစုံကိုအားလုံးလည်းကြားသိနိုင်အောင်မို့ဆမိုးကနေပဲအပြည့်အစုံဖတ်ပြပေးလိုက်ပါအောင်နော်ဟုတ်ကဲ့ပါ သူရေးသားပေးပို့လာတဲ့စာလွှာထဲမှာတော့မင်္ဂလာပါ KTI FM ရှင်ကျမကတော့ဒီမော့ဆူမြို့နယ်အနောက်ဖက်ချမ်းလေးမိုင်ကဆစ်ဆောင်ပြည်သူတူဦးပါဆစ်ဆောင်တွေကိုလူဒန်းနေတဲ့အလူရှင်တွေအားလုံးကိုသိစေလိုပါတယ်ရှင် ကျမတို့ဆစ်ဆောင်နေတာနလားကြိုရှိသွားပါပြီဘယ်အလူရှင်မလာကြည့်တာလာပေးတာမျိုးမရှိပါဘူးကောမဒီဖွဲ့ပြီးစာနဲ့ရင်းတင်ရတဲ့ပြောလို့ယုံထိစာသွားတင်တယ်စာရွက်စာတန်းနဲ့စီဖိုးကုန်တာပဲအဖက်တင်တယ်ရတဲ့နေရာကြတော့လေရပြီးရင်ရနေတယ်ရေများရမိုးရနေတယ်လို့ပဲညသားမှုတန်းတူညီမျှမှုတွေမရှိဘူးလို့ခန့်စာရတယ်ကျမတို့လည်းဆစ်ဆောင်အခွင့်အရေးရချင်တယ် တခါမှမရတဲ့အကြောင်းရင်းကိုလည်းသိချင်ပါတယ်။ဆစ်ရှောင်နေတာကြာလာတော့စာဝန်နေရေးခက်ခဲလာတယ်။ကျမတို့ကိုစာနာထောက်ထားတော့အဖြစ်နောက်အလူရှင်လာရင်ကျမတို့ကိုစဉ်းစားပေးစီလိုပါတယ်ရှင်။အလူရှင်များကြားသိနိုင်ပါစေ။ဒီစာကိုဖတ်ကြားပေးတဲ့အတွက်လည်း KTFM ကိုအထူးကျေးဇူးတင်ပါတယ်ရှင်။ဆူပြီးတော့ရေးသားပေးပို့လာရပေးဖြစ်ပါတယ်။ကောင်းပါပြီ။ ဒါဆိုရင်နောက်ထပ်စာလွှာတစ်စောင်နဲ့ဆက်လိုက်ရအောင်ပါနောက်ထပ်စာလွှာတစ်စောင်ကကိုဘာအကြောင်းကိုရေးသားပေးပို့လာတာလဲဆိုတာကိုပြောပြပေးပါအောင်ဒုတိယစာလွှာကတော့ဒီမော့စုမြို့နယ်အနောက်ဖက်ခြမ်းကနောက်ထပ်ဆစ်ဆောင်အမျိုးသမီးသူဦးကနေရေးသားပေးပို့လာတာပဲဖြစ်ပါတယ်သူရဲ့စာလွှာကိုဖတ်ကြည့်တဲ့အခါမှာတော့သူတို့ဆစ်ဆောင်စခန်းမှာဂျုံရတဲ့ဆစ်ဆောင်ကော်မတီရဲ့လောက်ရဲ့ပြီးတော့သူအနေနဲ့အကူအညီတောင်းလိုတာကိုရေးသားပေးပို့ထားတာပဲဖြစ်ပါတယ် ဆိတ်ဆောင်စခန်းရဲ့နာမည်ကိုတော့စာလွှာမှာထည့်သွင်းရေးသားလာပေမဲ့မဖော်ပြပြီးဖို့တောင်းဆိုထားတဲ့အတွက်ဆိတ်ဆောင်စခန်းနာမည်ကိုတော့မဖော်ပြပဲဒီစာလွှာကို ဖက်ကြားပေးပါမယ်။ဒါဆိုရင်ဒီစာလွှာကိုတော့မုံရမာကနေတလက်ဖက်ကြားပေးပါအောင်နော်။ကောင်းပါပြီ။သူရေးသားပေးပို့လာတဲ့စာလွှာထဲမှာတော့မင်္ဂလာပါ KTFM ရှင်။ဆိတ်ဆောင်သူရဲ့ရင်ဖွင့်တန်ကိုအလူရှင်တွေတိအောင်တင်ပြစေလိုပါတယ်။ ကျမတို့ဆက်ဆောင်စခန်းမှာကအိမ်တော်စုတရားနီးပါရှိတယ်အလူရှင်တွေကလည်းမကြာခဏလာရောက်လူဒဏ်မှုတွေရှိပါတယ်ဂျေစုတမာတယ်ဒါပေမဲ့အလူရှင်တွေလာရင် ကော်မတီကစာရွက်စာတမ်းကြီးအလူရှင်တွေစားစရိတ်ခရီးစရိတ်စီဖိုးလို့ကောင်းစင်တက်ပြီးတအိမ်ထောင်ကိုတထောင်ချက်ကောက်ခံနေပါတယ်ဘဒုကိုမှလည်းပြန်မပြောဖို့လဲနှုတ်ပိတ်ခိုင်းတယ်အဲ့လိုကောက်ခံလို့ရလားဆိုတာကိုသိချင်ပါတယ် အလူရှင်တွေလာရင် ပြောစရာ ရှိတာတင်ပြစရာရှိတာတွေကိုလည်းသူပဲပြောတယ်။နင်တို့မပြောနဲ့လို့ပြောတယ်။အဲ့တော့ကျန်တဲ့ဆစ်ဆောင်တွေကအခက်ခဲတွေကိုတင်ပြခွင့်မရကြဘူး။ဆစ်ဆောင်စခန်းမှာအကြော်အလော်လောက်အသားတွေရောင်ပြီးအသင်းလိုက်အားပေးခိုင်းတာတွေလည်းရှိတယ်။သူ့ရဲ့အိမ်အလုပ်တွေ ထိပါမလုပ်ပေးချင်တယ်လိုက်လုပ်ပေးနေရတယ်။သူ့ရဲ့အကြိုက်ကိုမလိုက်ပေးရင်ဈေးရောင်းတာအားမပေးရင်သူကမကြည့်ဘူး။အာနာရှင်အရန်ဆန်တယ်။ ဒါတွေကိုဆက်ဆောင်တွေကမကြိုက်ကြဘူးဒါကြောင့်ဆက်ဆောင်တွေရဲ့အကျိုးကိုလိုလားတဲ့ကော်မတီအသစ်တရက်ကိုပြန်ပြီးဖွဲ့စည်းလိုတဲ့သက်ဆိုင်ရာရဲ့ကူညီပေးမှုလိုအပ်နေပါတယ်ဆိုပြီးတော့မှရေးသားပေးပို့လာတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကျမတို့ဒီအပတ်မှာ လက်ခံရရှိတဲ့ဆာလာတွေကဆက်ဆောင်အရင်နဲ့ပတ်သက်ပြီးပဲရေးသားပေးပို့လာတာကိုတွေ့ရတယ်နော် ဟုတ်ပါတယ်ပေးပို့လာတဲ့ဆာလွာတွေကိုလည်းမြင်ပြမှာအကူအညီပေးနေတဲ့ဆက်ဆောင်ကူညီဆောင်ရွက်တဲ့သူတွေတာဝန်ရှိသူတွေကကြားသိပြီးတော့မှသူတို့ရဲ့အဆင်မပြေမှုတွေကိုကူညီဆောင်ရွက်ပေးနိုင်မယ်လို့လည်းမျှော်လင့်ပါတယ်ဟုတ်ပါတယ်အခုနာဆင်ခဲ့ကြရတဲ့ဇာလွာတွေဟာဘေးပူလာတဲ့သူတွေတွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်အံပေါ်တွေသာဖြစ်တာကြောင့်ကျမတို့ကနရဝတီထိုင်းအနေနဲ့တိချာအတိမပြုတ်နိုင်သေးပါဘူး ပေးပို့စာတွေအပေါ်လူပုတ်ကိုဒါမှမဟုတ်အဖွဲအစည်းကနေပြန်လည်ဖြည့်ကြားလို့တာခြေပလို့တာရှိတယ်ဆိုရင်တော့ကနယဝတီ time ရဲ့ Facebook Messenger အပြင် Signal Telegram ကနေရေးသားပေးပို့ခြင်းနေဆိုရင်တော့အပေါင်း66 858 71 41ကိုရေးသားပေးပို့နိုင်ပါတယ်ရှင်။ ဒါအပြင်အီးမေးလ်ကနေရေးသားပေးဖို့ချင်တဲ့သူတွေကတော့ ktfanbarmis@gmail.com ကနေလည်းစာရေးသားပေးဖို့နိုင်ကြောင်းကိုပြောကြားလိုပါတယ်။ဒီတစ်ပတ်ရဲ့လူထုစာလွှာအစီအစဉ်ကိုတော့ကျွန်မနဲ့အတူမော်စောမှုကတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒီအစီအစဉ်ကိုတော့အပတ်စဉ်တောက်ကြနေ့တိုင်းမှာထုတ်လွှင့်ပေးနေတာဖြစ်ပြီး Greeny ပြည်တွင်းကဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုမျှဝေချင်တာ။ပေါင်းစုချင်တာ ပြောင်းလဲစီလိုတာတွေနဲ့ပြည်သူတွေကြုံတွေ့နေရတဲ့အခက်အခဲတွေကိုပြည်လဲမြဝေပြောပြပေးခြင်းနဲ့ဆိုရင်ကန်ဒရာဝတီတိုင်းရဲ့လူထုစာလွှာအစီအစဉ်မှာပေးဖို့စာကနေတဆင့်မိတ်ဆွေတို့ပါဝင်နိုင်ပါတယ်။နောက်တစ်ပတ်ရဲ့လူထုစာလွှာအစီအစဉ်မှာကဘလို့စာလွှာတွေကိုနားဆင်ကြရအောင်လဲဆိုတာကိုစောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်။ မတ်လ14ရက်နေ့အတွက် KTN Fan မြန်မာဘာသာထုတ်လွှင့်မှုအစီအစဉ်တွေကိုထုတ်လွှင့်ပေးခဲ့တာပါ KTN Fan ကိုနားဆင်ခဲ့ကြတဲ့တဦးချင်းစီကိုကျေးဇူးတင်ပါတယ်သောတာရှင်များအားလုံးကျန်းမာပျော်ရွှင်ပြီးနေ့ရက်တိုင်းပင်ကင်းလုံခြုံကြပါစေရှင်ဒီကနေ့ရဲ့အစီအစဉ်ကိုကျွန်မမောင်ညာမကတာဝန်ယူတင်ဆက်ပေးခဲ့တာပါမနေ့ပြန်ညနေမှာလဲ KTN Fan ပရိသတ်တွေနဲ့ပြည့်လည်ဆုံတွေ့ပါမယ်ရှင်